အားလုံးပဲမင်္ဂလာပါတရှိခွန်ကားဘင်းကနာရဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဆရာနာမည်ကတော့ကဝင်းပါဆရာရင်ဘတ်တွေကနတ်တွေတိုက်တွေနဲ့ပတ်သက်တာလေးတွေကိုဘူးသူတာဖြစ်ပွဲပြောပြပေးခဲ့ပါရယ်အခုတခါမှလည်းဆရာက အာဒါအမေးများနေတယ်ပေါ့နော်အရန်ကိုလည်းအာဒီပြောမယ်ဆိုလို့ရှင်နတ်ပွဲတစ်ပွဲလုပ်ပြီးဆိုရင်အရန်ကိုအေးပါတယ်အာဒါအမေးနဲ့ရွှေလောင်းတော်ရှင်နတ်မောင်နှမရဲ့အကြောင်းကိုဒါဘူးသူတာဖြစ်ပွဲပြောပြပေးသွားမှာပဲဖြစ်ပါတယ်အစင်းသေးဖြစ်ပြီဆိုရင်တော့ဆက်လိုက်ကြရအောင် အချိန်ကပကံမြေတွင်အလောင်းစီသူမင်းကြီးအုပ်စိုးစဉ်ကာလဖြစ်ပါတယ်။ပကံဟာအနောဧထာမင်းကြီးလက်ထက်မှအစပြု၍ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးစီပင်ထွန်းကားခဲ့ရာ တိုက်ပြည်တပြည်ဖြစ်တာနဲ့အညီသီလသမာဓိပညာနဲ့ပြည့်စုံသောယဟန္တာရှင်သူမြတ်များစွာလဲအစဉ်အဆက်ပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့ကြပါတယ်။ ထိုကဝိအကျော်တန်ဃာတော်မြတ်များတဲ့တွင်ကျန်စစ်သားမင်းကြီးရဲ့မြေတော်အလောင်းစင်သူမင်းလက်ထက်တွင်ပေါ်ပေါက်ခဲ့သောတသိန်းစီရတော်သည်လည်းတပားအပောင်ဝင်ဖြစ်ပါတယ်။တသိန်းစီရတော်ဟုအမည်တွေ့ရခြင်းကအလောင်းစင်သူမင်းကြီးရဲ့ရွှေလောင်းဖောင်တော်ကြီးထားရာအင်းစိတ်ကိုအမိပြု၍ကမ္မထံဝိပဿနာကျင့်ကြံအားထုတ်နေသောကြောင့်ဖြစ်ပါတယ်။ ကံပြည်ရဲ့နေရဒေသအသီးသီးမှာမိတင်းနေထိုင်ကြကုန်သော တိုင်းသူပြည်သားများသောမကတိုင်းခြားနေပြည်သူများ၏ကိုးကွယ်စည်းကပ်ခြင်းကိုခံရသောဆရာတော်တစ်ပါးဖြစ်ချေရာတသိန်းဆရာတော်ကြီးတရင်သုံးရာတောရာကျောင်းကြီးတွင်တရားဘာဝနာပွားများကြသူများဖြင့်အမြဲမပြတ်စီကားလျက်ရှိပါတော်တယ်ထိုစဉ်အချိန်၌အလောင်းစီသူမင်းကြီးရဲ့ထံတော်ဘာမှခါစားကတင်ကနတ်ဖောင်တော်ကိုဦးစီးချုပ်ကန်ရသော ပဲ့နေဝဲမူကြီးဟူသည်ရွှေလောင်းဖောင်တော်ကြီး၏တက်မပဲ့ကင်ရှင်မောင်နှမနှဦးရှိလေတဲ့ထိုမောင်နှမနှဦးတို့သည်ဘာသာတရားလုံကိုင်းဆိုင်သူများဖြစ်တာနှင့်အညီဥပုံနေတိုင်းတက်သိန်းစီရတော်ကြီးထံတွင်တရင်သီလာစောက်တီလေးရှိကြပါရယ်ဒီလိုနဲ့တနေ့တော့ဥပုံနေအရောက်မှာတော့အဲမောင်ကြီးရဲ့အလင်းစလိုနဲ့ထွက်လာခဲ့တာစိတ်ပတိမေးကြံခဲ့ပေါ့နှမတော်စောနှမ်းမုံရဲ့မိတက်ရန်ကိုဖုံးကြီးချောင်းလာတာစိတ်ပတိမေးတဲ့ရတယ်လို့ကွယ်တက်သိန်းစီရတော်ကြီးထံမှာတရားဒေသနာ ားများနာကြားပြီးမိမိတို့နှစ်ပေးမှအမျိုးသမီးတဦးနဲ့အမျိုးသားတဦးဤယခုလိုအပြန်အလှန်ပြောဆိုသံများကိုကြားလိုက်ရတဲ့အခါမှာတော့တက်သိန်းမောင်နှမနှစ်ယောက်ဟာအစူပါအမျိုးသမီးအားဒီကနှမလီစိတ်ပတိလိုရင်ကျွန်ုပ်စီကယူနိုင်ပါတယ်။ငါနှမတို့ဇနီးမောင်နှံကိုဒီကြောင်မှာမကြကနစုံတွေ့နေချာဆိုတော့တတိထားမိနေတာကြပါပြီ။ပကန်းနေပြီးတော့ကပဲထင်နေ ပယ်နင်းကြီးရဲ့နှမတော်ကယခုလိုမိတ်ဆက်စကားပြောကြတယ်ဆိုရင်ပဲစောနှမ်းမွန်ဆိုတဲ့မိမပြူကပြပြသလဲနဲ့ကျေးဇူးတင်ပါတယ်မတော်ဒါပေမဲ့ကျွန်ုပ်တို့ကအမတော်အထင်သလိုဇနီးမောင်နှံမဟုတ်ကြပါဘူးမွေးချင်းမောင်နှမတွေပါအိုး ဲ့လို့ဆိုရင်တော့ကျွန်ုပ်ရဲ့ရိုးစွမှုအတွက်ဒီကနှမဝေမယူပါနဲ့နော်။ရပါတယ်ရှင်မသိလို့ပဲဥစ္စာအမတော်တို့ကလည်းတွေ့မြင်နေကြဆိုတော့နှမလေးကခင်မင်လို့ပါတယ်။အေးကွယ်ဒီလိုပဲဓမ္မမိတ်ဆွေချင်းချင်းခင်မင်ကြတာပေါ့တို့များမောင်နှမကရွှေဖုံးတော်ရှင်အလောင်းစီသူမင်းကြီးရဲ့တင်ကနတ်ဖောင်တော်ကိုဦးစီးဦးဆောင်ပြုရတဲ့ပယ်နေမောင်နှမကွယ်ထိုခါစောနှမ်းမွန်ကအံ့ဩဝမ်းမြောက်စွာဖြင့် ပယ်နေကြီးမောင်နှမနဲ့တီကျွမ်းခင်မင်းခွင့်ရတာအတိုင်းထက်အလွန်ဝမ်းသာပီးသည့်ဖြစ်မိပါရဲ့ရှင်။နှမလေးနမေကတော့စောနှမ်းမုံလို့ခေါ်ပါရယ်။ဟောဒီကအကူတော်ကတောင်ဦးမျိုးစားမဟာတပ္ပရာစားဖြစ်ပါရယ်။အိုးမျိုးစားမောင်နှမကို အရှင်တို့အပေါ်ပြောမဆိုမရှိရင် ခွင့်လွတ်ပါရှင်။ မိမိတို့မှာတာမန်ညောင်းရပယ်နေပဲ့ကင်များဖြစ်ကြသဖြင့်မင်းအမတ်များဖြစ်သောမျိုးစားမင်းမောင်နှမနှင့်ခင်မင်ခွင့်ရသည့်အတွက်ပယ်နေမောင်နှမဟာအလွန်တရာမျဝမ်းမြောက်ဂုဏ်ယူမဆုံးရှိကြပါရယ်ဒီလိုနဲ့မကြခင်မှာပဲ၎င်းတို့ဟာမျိုးစားများဖြစ်ပေမဲ့အနေထိုင် UAP မောက်မာခြင်းအလင်းမရှိတဲ့တောင်ဦးမျိုးစားနဲ့ဆွေရင်းမြောင်ရင်းများပမာခင်မင်ရင်းနှီးခဲ့ကြလေတယ်စောနှမ်းမုံတို့မောင်နှမနှစ်ဦးဟာရှမ်းမျိုးနွယ်ဝင်များဖြစ်ကြရယ် အခုတော့မဟာတပ်ပရာဇာဟာအလောင်းစီသူမင်းကြီးထံတွင်တံပြင်အမတ်အဖြစ်ခါးစားနေရာမှာတောင်ဦးမျိုးစားအဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရပါတယ်။နှမတော့စောနန်းမွန်ကတော့ထူးခြားသည့်ပါရမီရှင်မိမမျိုးတူဖြစ်ချေတယ်။ဗုဒ္ဓမြတ်စွာကိုလွန်စွာသက်ဝင်ယုံကြည်သူတူဖြစ်တယ်လို့ဝိဇ္ဇာလေးရက်တွင်တစ်ခုအပါဝင်ဖြစ်တဲ့အင်းဝိဇ္ဇာအတက်ကိုတစ်ဖက်ကန်းခတ်တက်ကြွလေတယ်။ တောင်ဦးမျိုးစားနဲ့စောနှမ်းမုံတို့မောင်နှမဟာသူကဲ့သို့လူသူတော်ကောင်းများပင်ဖြစ်လင်ကစားအတိတ်ဘဝကပါလာခဲ့သောဝိဘတ်ကျမဆူများကိုပေးဆက်ခံယူရန်အရေးကိစ္စများ မကြခင် ဖြစ်ပွားလာခဲ့လေတော့တယ် ပကံပြည့်ရှင်အလောင်းစီသူမင်းကြီးတွင်နာကသိန်းဟူသောမိဖုရားငယ်တပါရှိပါတယ်။ထိုမိဖုရားငယ်ကစုံအတက်ကိုလွန်စွာတက်မြောက်၍ညီအခါများတွင်စုံမီတောင်များဖြင့်ရက်ကြော်ရကြော်သွားလာကပညာဘက်ကိုရှာဖွေလေးရှိပါတယ်။ထိုအကြောင်းကိုအလောင်းစီသူမင်းကြီးအပါဝင်နန်းတွင်းရှိမြည်သူတူတူတယောက်မျှသိရှိကြခြင်းမရှိပါ။ဒီနေ့မှာတော့နာဂသိန်းဟာ ဆုံးကြောင်ဆိုင်တောင်ဦးမြို့နေသို့ရောက်ရှိလာခဲ့လေတဲ့ထို့စဉ်တောင်ဦးမြို့ဆိုင်ရဲ့ညီမစောနှမ်းမွန်ကလည်းဗုဒ္ဓဆင်းတုတော်ရှိတွင် အင်းခွက်များကိုချ၍မိပူဇော်ကအင်းတောက်နေခြင်းဖြစ်ပါတယ်အင်းတောက်လို့မဆုံးခင်မှာတော့တောင်ဦးမြို့ပေါ်တွင်ခါတိုင်းနဲ့မတူဆုံးပြီးတောင်များကိုတွေးလိုက်ရတဲ့အခါထောင်ကနေဒေါသဖြစ်သွားမိပါတယ် ငါလိုအင်းဝိဇ္ဇာတပါးရှိတဲ့ဒီနယ်မြေမှာတော့မလေးမစားနဲ့စုံတောက်ဝန်တာဘယ်ကပညာတဲ့စုံမှလဲဟဲ့အဲငါတကိုးနဲ့စုံမှလိုက်မယ်ဒင်းဆက်ကြိုပြက်လီရောဟဲ့စောနန်းမောဟာယခုလိုပြောပြောဆူဆူနဲ့စုံတောက်တဲ့နေရာတို့အင်းတစ်ခုဖြင့်စုံကြိုဖြတ်ချလီရနာဂသိန်းမိဖုရားလဲကောင်းကင်ထက်မှာဘုံကနေပြုတ်ကြက မချိမဆန့်ခန်းစားရလေတဲ့အာ ောက်ကံဖြစ်ရှင်ရဲ့နာဂတိမိဖုရားအမိယစုံကဝိအကျော်ငားမဲတော်ပညာကစားတာကိုဘယ်သူကနှောက်ရှက်ဟန်တားလိုက်တာတော့အမလေးနားလိုက်တာ နာဂတိဟာဒေါသအမျက်ချောင်းချောင်းထကမိမိအားစုံကျိုးဖြတ်ချသူကိုပညာစွမ်းနဲ့ကြည့်ရှုလေရာ။အော်တောင်ဦးမြို့သားညမစောနန်းမွန်ဒင်းကိုငါ့ဟူတော့တေချောင်းကြံစီရဲတဲ့မိမညီငါချောင်းမကြခင်တိစေရမဟဲ့။ နာဂသိမ့်မီပီယားလည်းမိမိရဲ့ရန်သူကိုတိလျင်တိချင်းထိုကဲသို့ကျင်းဝါ၍နန်းတော်သို့အာတင်းငါပြန်လေတယ်။ပောက်ကန်နန်းတွင်သို့ပြန်လည်ရောက်ရှိတဲ့အခါဒံယာတချက်တို့အားစေဝါလင်းကြံ၍ယင်စီအဝတ်တို့ဖြင့်တင်းနေအောင်ပကသလွန်ထက်တွင်လဲလျောင်းနေပါရယ်။မကြခင်၎င်း၏အဆောင်တော်သို့အလောင်းစီသူမင်းကြီးကြွချီတော်မူလာခိုင်းနှင့်ကြုံကြိုက်သောတောင်ဦးမျိုးသားမောင်နှမအားယခုလိုဂုံလျှောတိုက်ကြားလိုက်လေတယ်။ ရွှေမျက်နှာတော်ညှိုးနွမ်းလာကြည်လားနှမတော်နေလို့ထိုင်လို့မြကောင်းပါရဲ့လားမှန်လားပါဖေနှမတော်လေးအမှန်အတိုင်းရှောက်တင်ရရင်လေတဲခဲခိုင်းမြနာကျင်ရပါတော့ဒုက္ခဝေဒနာစုများကိုခံစားရလျက်ရှိကြောင်းပါဖေအိုးဘလို့ယောဂဝေဒနာများဖိနှိပ်ခံစားနေရပါတယ်လဲနှမတော်ဘလို့ယောဂများပါလဲမောင်တော်ဖေကိုရင်ပူအောင်မလုပ်ပါနဲ့ရှင်ရင်ပူလာကြီးရဲ့ နှမတော့အခုခံစားရလျက်ရှိတဲ့ဝေဒနာစုတို့ဟာခန္ဓာကိုယ်ဖြစ်ပျက်ခြင်းတဘာဝအကြောင်းတရားတို့ကြောင့်မဟုတ်ပဲတစုံတစ်ယောက်ကပြုလုပ်တဲ့ဘေးဘယောဂကြောင့်ပါဖေဟာတဲ ငါကိုရောင်ရဲ့မိဖုရားကိုမြည်သူက အသက်အန္တရာယ်ထိခိုက်အောင်ပြုလုပ်ဝန်တလဲဆိုတော့အခုချက်ချင်းတန်တော်ဦးတင်ချီစန်းနှမတော်မှန်မမောင်တော်ဖုရားနှမတော်လေးဟာလွန်ခဲ့သောညအခါကမိဘမျိုးရိုးတို့လက်စည်ကမ်းထိမ့်သိမ့်ခဲ့သောပညာဖြင့်ထက်ကောင်းငယ်တဝိုက်လူလာပြန်တန်းကစားပျော်ပါနေစဉ်တာဦးမြူစာမဟာတပ်ပါရာဆိုင်ရဲ့နှမတော်စောနှမ်းမောဟာအလွန်ထူးကဲသောဆုံးကဝေပညာဖြင့်နှမတော်လေးအားတေချောင်းကြံစီကြောင်းပါဖုရားအလို့ ဖြစ်မှဖြစ်ရလေနှမတော်ရဲ့ထိုရရှိခဲ့သောဒံယာတန်ချက်တို့ကြောင့်နှမတော်လေးဟာမကြခင်တေပွဲဝင်ရပါတော့မယ်ဖရာမောင်တော်ဖရာလက်မှာခုနာပေါ့စင်ခါတော့ကနှမတော်လေးအာဂရင်းနဲ့ထဲ့၍၎င်းအနာမှာထွက်သောပြည်ပုတ်သွေးပုတ်တို့ကိုဆုပ်ခါကုသပေးခဲ့တဲ့ဂျေစုကြွေးကိုတနေ့ပြန်ဆက်ပါမယ်လို့ဂရီစကားရှိတာနဲ့အညီထိုတောင်ဦးမြို့သားရဲ့နှမစောနှမ်းမွန်အားဖန်းစီတုတ်တင်၍နှမတော်အတွက်လက်စာခြေပေးတော်မူပါဖရာ ထို့ကဲ့သို့မိဖုရားငယ်နာဂသိန်းရဲ့ရှောက်တင်တန်ကိုကြားရတော့အလောင်းစင်သူမင်းလဲယုံကြည်တော်မူသည့်အတွက်တောင်ဦးမြို့သားမဟာတပ်ပါရာဇာအားနန်းတွင်းသို့ခေါ်ယူကာနှမတော်စောနှမ်းမောအားအမြန်ဆက်တာစီဟု အမိန့်တော်ချမှတ်ခဲ့လေတယ်။စောနှမ်းမောဟာထွက်ရပောက်စီသော အင်းဝိဇာပညာရက်ကိုစုံကန်းတိုင်အောင်လေ့လာနေသူတွေဖြစ်တာနဲ့အညီအလောင်းစင်သူမင်းရဲ့နန်းတွင်း၌ချမှတ်နေတဲ့မင်းမိန်တန်များကိုထင်းလင်းစွာကြားသိရလျက်ရှိပါတယ်။ ထို့ကြောင့်အလောင်းစီသူမင်းရဲ့အမိန့်ကိုရင်ွယ်ပိုက်ခါကိုစိန်နှပါမချမ်းသာစွာဖြင့်အိမ်သို့ပြန်လာခဲ့သောအကိုတော်အားခရီးဥကျူပြုရင်၎င်းကြားလေသည်မအကျိုးအကြောင်းဖုံဖုံတို့ကို ပြန်လဲပြောပြပါတော့တယ်အကိုတော်တာဦးနေစားလဲနှမတော်ရဲ့ပညာစွမ်းအားအံဩပနန်းရှိနေစဉ် ီကိစ္စအတွက်ဘာတစ်ခုမှစိုးရိမ်ကြကြမဖြစ်ပါနဲ့မောင်ကြီး။နှမတော်ဟာအလောင်းစီသူမင်းရဲ့ဖုံးနယ်လေယုံကိုမရှင်းဝင်ပေမဲ့ဗုဒ္ဓတရားတော်များဖြင့်စီရင်အပ်သောအင်းမောင်69အင်းရဲ့တကူအစွမ်းကြောင့်သူ့ရဲ့လက်ကလွတ်မြောက်နိုင်ပါလိမ့်မယ်။ဤသို့နဲ့မဟာတပ်ပရာဇာနှင့်နှမလီစောနှမွန်တို့ဟာအလောင်းစီသူမင်းရဲ့ရံပေးမှကင်းဝေးစီရန်ထွက်ပြေးလို့မြောက်ဖို့ကြိုးစားလီတော်တယ်။ထို့ချင်း လေစိတ်မှာ၎င်းတို့ရဲ့ဓမ္မမိတ်ဆွေများဖြစ်သောပယ်နေဝဲမှုကြီးမောင်နှမနဲ့တွေ့ဆုံခဲ့ကြလေတယ်။မျိုးစားကြီးတို့မောင်နှမတွေဒီချိန်ကြီးဘယ်ကိုခီးစက်ကြမလို့လဲဗျ။အေးကျုပ်တို့လည်းအေးတော်ရှိလာလို့ပါနောင်ကြီးရေ။ထို့နောက်စောနတ်မိုးလေးဟာမိမိနဲ့နာဂသိမိဖုရားငယ်တို့ဖြစ်ပျက်ခဲ့သမျှအလုံးစုံကိုပယ်နေမောင်နှမအားပြောပြလေတယ်။ အိုးဒီလိုဆိုရင်တော့မျိုးစားကြီးတို့မောင်တော်မဘာမှမစိုးရင်ကြပါနဲ့တင်တို့တွေအသက်အနည်းငယ်လွတ်ကင်းတဲ့နေရာရောက်တဲ့အထိကျုပ်တို့လှီနဲ့လိုက်ပို့ပေးပါမယ်မတရားတဲ့အမှုဆိုရင်တော့မိษွေကောင်းပြီးပြီးကျုပ်တို့လည်းကြည့်မနေနိုင်ပါဘူးလေရွှေလောင်းကင်ဝဲမှုကြီးလဲတောင်ဦးမျိုးစားမောင်တော်မ၏ဘဝဖြစ်စဉ်များကိုလွန်စွာတနာမိသည့်အတွက်အေယာဝတီမြစ်ချောင်းအတိုင်းလှော့ခတ်စံတက်ပြေးကြရန်လှီငယ်ဖြင့်လိုက်လံပို့ဆောင်ပေးလေတဲ့ အလောင်းစီသူမင်းမှလည်းသူ၏မိဖုရားငယ်ဖြစ်သောနာဂသိန်အသေးဆုံးရခြင်းကြောင့်ဒေါသအမျက်ချောင်းချောင်းထွက်ခါမဟာတပ္ပယာဇာနှင့်စောနန်းမွန်တို့အားဖမ်းဆီးရန်စစ်တီရဲမှတ်တို့အားအမိန်ပေးဆေလွတ်တော်မူလေတဲ့ ထိုအခါရဲမတ်တူကစောနှမ်းမွန်တော်မောင်နှမဟာရွှေလောင်းတော်ပဲ့ကင်ကြီးမောင်နှမအကူအညီဖြင့် ရာဇဝတ်ပေးကိုထွက်ပြေးတင်းရှောင်ကြလိမ့်ပြီဖြစ်ကြောင်းရှောက်တင်လေရာအလောင်းစီသူမင်းမလွန်စွာဒေါသထွက်ပြီးသူ၏တင်ကနက်လှေတော်ဖြင့်စောနှမ်းမွန်တို့လှေငယ်နောက်သို့ကိုတော်တိုင်လိုက်လီတော်တယ်တဲရာရာဆဆပယ်နေဝဲမှုမောင်နှမကငါကိုရောရဲ့ကျေးဇူးတရားကိုမျှမထောက်ရာဇဝတ်သားတွေကိုကုညီရတယ်လို့ဟမ်း မ်းမိလို့ကတော့လေးဦးစလုံးကို တွေ့ရတင်ချိုင်းဓာတ်မဆိုင်ပဲကို့မြတ်ကြဆန်းကွဲ့မှန်မှန်လားပါဖေဟာအိုးငါရဲ့လေတော်ကလည်းဒင်းတို့မရှိတော့ကတောင်ကနေဖြစ်လိုက်တာကွဲ့တင်ကနဲ့လေတော်သည် ရွှေလောင်းပဲ့ကင်ဝဲမှုကြီးမရှိတဲ့အတွက်ကြန့်ရှိတဲ့ပဲ့ကင်များက မနိုင်နဲ့မစွမ်းနိုင်ကြတဲ့အတွက်လိုရာခီးမရောက်တဲ့အခါအလောင်းစီသူမင်းကြီးမှပုံမိုး၍အမျက်တော်ရှာက ရွှေလောင်းလေတော်ကြီးကိုအတော်နဲ့နှင်၍လိုက်လေတယ်။တင်ကနဲ့ရွှေလောင်းလေတော်ကြီးသည်ရွှေလောင်းပဲ့ကင်ဝဲမှုကြီးရဲ့လှေငယ်ကိုမှီတော့မြေဆဲဆဲတွင်စောနန်းမဟာသူတက်မြောက်သောအင်းဝိဇာအတက်ကိုထပ်မံ၍တိတ်ထီတင်က တိုးပေါင်း60ဆင့်မောမှန်၏ ထို့နောက်သူရဲ့လင်ငယ်မနေပြီဖနောက်ဖြစ်သုံးချက်ဆင်း၍နောက်ပြန်ပေါက်လိုက်လျာအင်းတကူကြောင့်တင်ကနက်ဖောင်တော်ကြီးမှာတန့်ငါသွားရလေတယ်။အီချိန်ကိုအခွင့်ကောင်းယူပြီးလင်ငယ်ကိုအစွမ်းကုန်မောင်း၍ပြေးကြပြန်ရာရမားမြစ်ပေါက်နေရာသို့ရောက်လာကြလေတယ်။မိတ်ဆွေကြီးတို့မောင်နှမလည်းကျုပ်တို့ကြောင့်ကိုချိုးနေရပြီထင်ပါဗျာ။တောင်ဦးမြူစားကအာတုံ အာနာစိတ်ဖြင့်ယခုလိုညီးတွားသည့်အခါဝဲမူကြီးက စိတ်ထဲမှာထားပါနဲ့မျိုးသားကြီးရဲ့မိတ်ဆွေစင်မိတ်ဆွေမှန်ဆိုတာတဦးခက်ခဲဖြစ်ရင်တဦးကကုညီဆောင်ရွက်ပေးရမှာဓမ္မရာပဲမဟုတ်လားဗျ။ကဲပါလေခီးလဲအတော်ပောက်ခဲ့ပြီဆိုတော့မိတ်ဆွေကြီးတို့လှေကိုဒီနေရာမှာပဲကန့်ကတ်လိုက်ပါတော့။ကျုပ်တို့ဒီနေရာကနေဆင်းပြီးကုန်းလန်တိုင်းခီးထက်ဆန့်လို့အတူတူချီယာဖျောက်ကြတာပေါ့။ စိတ်တော့မရှိပါနဲ့မျိုးသားကြီးနဲ့စွန်းနှမ်းမုံရဲ့ဒို့မောင်နှမတော့ရှေ့ဆက်မလိုက်တော့ပါဘူးအရှင်မင်းကြီးရဲ့တင်ကနဲ့ရွှေလောင်းတော်ကြီးကလည်းကျုပ်တို့မရှိရင်ပဲ့ကင်မဲ့သူမရှိနဲ့အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ပောက်ကံပြီကိုပဲကျုပ်တို့အရင်ပြန်ပြီးအရှင်မင်းကြီးစိတ်ပြေတဲ့အထိဆရာတော်ဘုရားကြီးကျောင်းမှာခိတ္တခဏပုန်းခုန်နေလိုက်ပါမယ်လေဒီလိုဆိုရင်တော့လေနောင်ကြီးတို့သဘောတိုင်းပါပဲကျုပ်တို့အပေါ်တင်းနေတဲ့ကျေးဇူးကြွေးကိုဒီတသက်မမေ့ပါဘူးဗျာတနေ့နေ့တစ်ချိန်ချိန်မှာကျုပ်တို့မောင်နှမပြန် ဆက်ပါမယ်။နောင်ကြီးတို့ကိုဥချကကြောခဲ့ပါတယ်။ကံမကုံသေးရင်တော့ပြန်ဆောင်ကြသေးတာပေါ့ဗျာ။ဒီလိုနဲ့စောနှမ်းမုံတို့ဟာပယ်နေကြီးမောင်နှမနဲ့လမ်းခွဲခဲ့ကြပြီးရမားချောင်းကိုဆန်တက်၍ခြေလင်ခီးဖြင့်ရာဇဝတ်ဘေးကိုရှောင်းတိန်ကပြေးကြလေတဲ့။မကြခင်အလောင်းစီသူမင်းကြီးရဲ့တင်ကနတ်ဖောင်တော်ကြီးဟာရမားချောင်းပေါက်သို့စိုက်ကပ်လာခဲ့ပြီးဝဲမူကြီးမောင်နှမအားတွေးရှိသွားလေတဲ့။အော်တစ္ဆာဖောင်မောင်နှမကဒီရောက်နေတာကိုရဲမတ်တွေ ဒင်းတို့ကိုဝိုင်းဖန်းစားစမ်းတယောက်မှမလွတ်စေနဲ့နော်ဟဟန်းအရှင်မင်းကြီးဖျားရွှေလောင်းခွဲမှုမောင်နှမသာလက်ရဖန်းစီမိပြီးတောင်ဦးမြို့သားမောင်နှမကတော့အနီးနားဝယ်မတွေ့ရှိရကြောင်းပါဖျားဟဲ့တစ္ဆာဖောက်တွေကျန်တဲ့နှစ်ယောက်ဘဲမလဲမှန်ရာကိုတန်တော်ဦးတင်စမ်းကျွန်တော်မျိုးတို့ဤမိတ်ဆွေနဲ့ဦးအားယမားမျက်စိတွေဆင်း၍ကုန်းချောင်းခီးနဲ့နှင်းသွားကြောင်းပါဖျားဘဲစီသွားရေးဘဲမှာရှိတာကိုတော့မသိရှိတော့ကြောင်းပါဖျား ရာစုအသားတွေကတိန်တို့ကိုအတုံးချပြီးကိုလိုယုံသွားပြီပေါ့မဟုတ်ပါဘူးဖေယားကျွန်တော်မျိုးတို့မောင်နှမနှစ်ယောက်ဟာအရှင်မင်းကြီးရဲ့တင်ကနဲ့ရွှေလောင်းတော်ကြီးကိုဥစည်းဥဆောင်ပြုသူများပြီးပြီးအမှုတော်လင်ဟင်းမာကိုစုရင်တဲ့အတွက်နောက်ကျောင်းပြန်လှည့်ခဲ့ခြင်းဖြစ်ပါတယ်ဖေယားအောင်မဲရာရာဆဆငါဘရင်မင်းမြတ်ရဲ့ကျေးဇူးတစ္ဆာမှမထောက်ကျေးဇူးခဲ့ပြီးယခုဖမ်းလို့မိမှလေပြေထိုးစကားတွေစုံနေကြတယ်တင်တို့ဘာပြောပြောငါကိုယ်တော်ခွင့်မလွတ်နိုင်တော့ဘူး ထို့သောအမျိုးမျိုးဖြောင်းပြကြတော့လေအလောင်းစီသူမင်းကြီးမှာအမျက်တော်မပြေတဲ့အတွက်တက်သိန်းဝဲမှုကြီးမောင်နှမဟာရွှေလောင်းဖောင်တော်ကြီးဤတက်သိန်းပဲ့ကန်ရာထူးမှရုတ်သိမ်းကရေရင်ဖြောက်ဖြက်စည်ခံရပြီးတက်သိန်းမောင်နှမအမည်ဖြင့်နတ်စိန်ဖြစ်သွားပါတော့တယ် ဒါလေးကတော့အမေရဲ့ရွှေလောင်းတော်ရှင် မောင်နှမဆိုတဲ့ဒါနဝိတုလေးကိုဒါဘူးသူနာဖြစ်ပွဲပြန်လဲပြောပြပေးသွားတာပဲဖြစ်ပါတယ်။နောက်ထပ်နောက်ထပ်အစီအစဉ်တွေမှာလည်းဘလို့ပုံကိုယ်ရဲ့ဒါပုံကိုယ်လေးတွေရဲ့ဒီအထုပ်ပတ်တိလေးတွေကိုပြန်လဲပြောပြပေးမလဲဆိုတာကိုသိချင်နေဆိုရင်တော့ဆရာတို့ရဲ့ YouTube channel လေးကို subscribe နဲ့ like and share လေးပြုလုပ်ပေးဖို့ဆရာတို့ကမြတ်တာရဲ့ခံအပ်ပါတယ်။ခုနှစ်နဲ့ရှင်းနေပွားတော်သူများဘေးဘေးအောင်ကင်းဝေးကြပါစေ။လက်ရှိဖြစ်ပေါ်နေသောအခက်အခဲများအမြန်ဆုံးကြုံလာဖြစ်ကြနိုင်ပါစေလို့ဆရာခဝင်ကလည်းစုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ။ 嗯。